် function အမျိုးဖြစ်တဲ့ substitute နဲ့ indirect function သုံးတာလေးပြောမယ်နော်အဲ့တော့ substitute ဆိုတာကစားထိုးတာစားထိုးမယ်ဆိုရင်သူကဒီဥအောင်အောင်ဆိုတဲ့နေမှာကြီးနှလုံးဖြစ်နေတယ်အဲ့နေရာကိုအောင်ကိုအစားထိုးခြင်းနဲ့ဥအောင်ဆိုတာလေးပြင်ခြင်းနဲ့ပေါ့နော်အဲ့တော့ substitute ပြင်မဲ့အကွက်မှာ active set up in equal supst substitute လို့ပေါ့လေတပီးခုံလိုက်သူပြောထားတယ်ဆိုတော့ပြစာသားပြင်ပါလေဥအောင်အောင်ပြင်ပါဆိုတော့ဒါလေးကိုနှိပ်လိုက်နော် k1 သူရှိရဲ့ set ကွက်ကိုနှိပ်မယ်ပြီးရင် comma ကောမာကုတ်ပြီးသွားရင် old text ဆိုတော့ old text ကဒီမှာ key နှလုံးဖြစ်နေတာဟုတ်အဲ့တော့သူက key ကိုပြင်မယ် key နှလုံးဖြစ်နေရင်အဲ့တော့စာသားဖြစ်တဲ့အတွက် open inverted comma gg close inverted comma comma ပြီးတော့နောက်ထပ် new text က key နှလုံးဖြစ်ရင် g တစ်လုံးနဲ့ပဲပြင်မယ် open inverted comma g ပြီးရင် close inverted comma ပြီးရင် queen page ပြီး enter ခါ ာဆိုရင်တော့ဒီဥအောင်ဆွေစာသားကိုဥအောင်ဆိုပြီးတော့ပြင်လိုက်တယ်။ဘာ function လဲဆိုရင် substitute ကိုသုံးပြီးပြင်လိုက်တယ်။နောက်တစ်ခုက interact interact ကကြတော့ဘယ်လိုပုံစံမျိုးလဲဆိုရင်စပါစုဒီမှာ i2 မှာ hello လို့ရေးထားတဲ့စာရှိရပေါ့။နောက်အဲ့စာကိုသူကဒီအကွက်မှာပြန်ပြီးတော့ခေါ်ထည့်ခြင်းလား။ဒီကွက်မှာခေါ်ထည့်ဖို့အတွက်ဆိုရင်ဒါကအပြင်တနေရ i2 မှာ hello လို့ရိုက်ထားရစာရှိမယ်ဒီမှာ i2 ဒီမှာ hello အဲ့တော့ဒီဆဲကွက်ထဲမှာရှိတယ် k k2 တူကနေသူက i2 ကို interwrite ဆိုတော့ဆင့်ပြန်သွားတယ်သဘောအဲ့တော့ဒီနားလေးက k2 နေရာမှာဒီဟက်လို့ရှိရစာသား i2 လို့ကိုယ်ကရိုက်ထည့်ထားမယ် i2 enter အဲ့တော့ဒီဘက်မှာအဖြေလိုချင်တဲ့ကွက်မှာ equal ပြီးရင် i n t i r e interwrite တီးခုံမယ်သူပြောတာကပြစာသားကိုယူပါလေဆိုတော့ k2 ဒီ k2 အကွက်ကစာကိုယူပါနော်ဒါကြောင့် k2 ကို နေလိုက်ဒါပေမဲ့ tier 2ကွက်ထင်မှာဘာရှိလဲဆို i2 ရှိတယ်အဲ့ i2 ကွက်မှာ hello ဆွဲစာရှိနေမယ်ပြီးရင် queen bait ပြီးရင် enter ခလိုက်ဒါဆိုရင်ဒီ hello ဆွဲစာဒီပဲရောက်လာနေမယ်ဒါက substitute နဲ့ interact ပုံပြူတဲ့ပုံစံနော်အဲ့တော့ interact အသုံးဝင်သွားပြီဆိုရင် interact ကိုဘယ်လိုနေရာကြီးမှာသုံးလဲသူကတိုက်ရိုက်ကြည့်ဒါစာသားမှုလို့တိုက်ရိုက်သုံးလို့ရတာတိုက်ရိုက်ကြည့်သုံးလို့မရဘူးဒါလို့တိုးတက်လို့မျိုးဆိုတိုက်ရိုက်သုံးလို့မရဘူးတိုးတက်လို့မျိုးဆိုရင် interact သုံးဖို့အတွက်ကို ွားဒီနားလေးမှာဆိုပါဆို equal interright i i n t i interright တက်ပြီးခုံမယ်သူပဲဆဲကွက်ကိုယူမှာလေဒီအကွက်ရဲ့တိုးတဲ့တန်ဖိုးယူမှာဆိုဒီအကွက်ကိုနှိပ်လိုက်တယ်ခင်ခွင်းပိတ်တယ်အန်တက်ခောက်တယ်ဒါဆိုရင်ဒီလိုဖြည့်ထွက်လာလိမ့်မယ်တိုင်းယူလို့မရအောင်တိုင်းယူဖို့အတွက်ဆိုရင်သူကတိုးတဲ့တန်ဖိုးဖြစ်တဲ့အတွက်ကြီးရှိမှာဗာလေးထက်ပြရမယ်ဆို equal sum ဝင်စားပြီးအနောက်ဆုံးမှာတက်နေပြီးတော့ queen bait ဒီ enter ခဒီပုံစံနဲ့သွားပြရမယ်။ဒါပေမဲ့အဲ့လိုမျိုး equal sign function ရတော့မှန်ဒီအဖြစ်မရနေရာဒီမှာ range တွေ name တွေမပေးခဲ့လို့အဲ့တော့အရင်ဆုံး name ပေးဖို့လိုတယ်။ name ကိုဘယ်လိုပေးရမလဲဆိုတော့ကိုလိုချင်တဲ့ဒီ set ွက်တွေကိုဆက်လက်မှလာ။သူတွက်ချင်တာက say လို့ရွေးလိုက်ရင်သူဒီပါဒီမှာ say ရဲ့ total ပြချင်တာကိုအဲ့လိုမှတ်ပြီးသွားရင်ဒီပုံမှာဘာလေးကိုသွားမလဲဆိုရင် create from selection ကိုသွားမယ်။ formula လေးက create from selection.group okay နဲ့ထွက်လာနော်။ အဲဆိုရင်တော့ဒါလေးကိုနောက်ကွယ်နိုင်ပေးပြီးသွားပြီ နောက်တစ်ခုကတော့ဒီမှာဒီမှာ data validation လို့မျိုးရွေးကျင်တယ်ဒါကြောင့် active cell ဒီမှာထားပြီးရင်သူကဒီ server ကမှာတန်ဖိုးရှိရမှာ哦တန်ဖိုးရှိရမှာဖြစ်တဲ့အတွက်သူက data validation ဒီ data တဲ့က data validation နောက်တစ် data validation ကိုရွေးမယ် any value list ပုံစံရွေးမယ်ပြန် source မှာနှိပ်ပြီးသွားရင်ကိုယူထားတဲ့ဒီကောင်လေးနှစ်ခုကိုရွှေ့ထားလိုက်နော်ပြီးရင်တော့ညာလေးကိုပြန်ချက် okay နဲ့ထွက် အဲ့ဆိုရင်ဒီဘေးမှာ data validation နဲ့ကြာပါပြီ C C ဆိုဒီမှာတန်ဖိုးတိုးတက်ပေါင်းသွားတယ်နော်နောက်ထပ်အဲ့အတိုင်းပဲ charge set ဆိုရင် charge set တန်ဖိုးပေါင်းထားပြီးသားဖြစ်အဲ့ဒါက internal function ကိုထုံးတာစာလီစမ်းကြည့်ပါအောင်အဆင်ပြေပါပါ